ော့ဒီနေ့ပြင်မဲ့ပင်ကားစာကရရအခြေပြုရှေးဥသူနာပြုစုခြင်းလက်ဆွဲစာအုပ်အဲ့တော့အပိုင်းကိုကဒါယာတွေနဲ့တွဲဖွဲ့ခြင်းအဲ့ဒီအကြောင်းကိုပြောမယ်အဲ့ဒါယာဆိုတာဘာလဲဆိုတော့ခိကြိုက်ဒါယာရပြီးတော့အရေးပြားပေါက်ပြဲပျက်စီးသွားတာအဲ့လိုပျက်စီးသွားပြီးဖြစ်ပေါ်တဲ့အနာတရဖြစ်ခြင်းအဲ့ဒါကိုဒါယာလို့ခေါ်တယ်အဲ့တော့ဒါယာတွေကအမျိုးမျိုးရှိတယ်နံပါတ်1ကခုံးဖြစ်ပြရှာဒါယာ ထွန်ထက်တဲ့ပစ္စည်းတွေနဲ့ထိခိုက်ထိုးဆိုင်မိတာကြောင့်ဖြစ်တာလားဥပမာဓာတ်တို့ဘလိတ်ဓာတ်တို့အဲ့လိုထက်မြက်တဲ့ပစ္စည်းတွေကြောင့်မလို့ရရှိတဲ့တန်ရအဲ့တော့အဲ့လိုထက်မြက်တဲ့ပစ္စည်းတွေချက်တော့ခါရတဲ့ခါမှာဆိုရင်ပွေးကြောတွေပြတ်တော့သွားတယ်နောက်ပြီးပွေးထွက်များတတ်တယ်ထောင်းကျဲတန်ရကတော့တုံးတဲ့အရာပြုနေထိခိုက်မှုထိခိုက်မိတာထုထောင်းမိတာကြောင့်ဖြစ်ပေါ်တယ်အဲ့ဒါကြောင့်မလို့အသားစားတွေကျေမွသွားတတ်တယ်တုတ်ပြဲတန်ရကြတော့ဆက်ပစ္စည်းတွေ ။ဒါမှမဟုတ်ကြားနာတဲ့မျက်နှာပြင်လေး။အဲ့ဒီပေါ်လေးကိုလိမ့်ကြတာတို့တိရစ္ဆာန်တွေကလက်သေးတွေနဲ့ကုတ်ချစ်မိတာတို့အဲ့ဒါကြောင့်ဖြစ်ပေါ်လေ။အဲ့တော့အဲ့ဒီဒဏ်ရာဆုတ်ပြဲသွားပြီးတော့အနာသက်မညီမညာဖြစ်တဲ့ဒါပေမဲ့သွေးဖက်နေတတ်တယ်။အပေါက်ချင်းဒဏ်ရာကတော့ဓာတ်တို့နော်ခြုံထက်တဲ့အရာနဲ့ထိုးမိတာ။ဒါပေမဲ့ဒဏ်ရာအပေါက်ဝကြီးနေမယ်ဒဏ်ရာကအလွန်နဲ့တတ်တယ်။အဲတဏ္ဍပန်တဲ့ဒဏ်ရာကြတော့ကြည်စံဖြတ်တန်းဝင်ထွက်တဲ့ဘက်မှာ အပေါက်ပေးပြီမယ်။ ထွက်သွားတဲ့အပေါက်မှာတော့နော်ဓာယာအပေါက်ကြီးရဲ့အဲအဲ့လိုဖြစ်တဲ့ဓာယာမျိုးတွေအဲ့တော့ဓာယာကိုဘယ်လိုကုသမလဲနံပါတ်၁အရေးကြီးဆုံးကတော့ကိုယ့်ကိုယ်ကိုဘေးကင်းလုံခြုံမှုရှိစေဖို့လိုတယ်ရရှိတယ်ဆိုရင်ရရှိနိုင်တယ်ဆိုရင်တူးချင်းအကာအကွယ်ပစ္စည်းတွေ personal protection equipment PPE ကိုတပ်ဆင်သုံးပြပါမယ်ဓာယာကိုမပြုစုခင်မှာလက်ကို ရေတွေစပ်ပြာတွေနဲ့စင်ကြအောင်စေကြစေကြဖို့လိုတယ် ဒါရရဲ့ပြင်ပကိုရေတက်နေနဲ့များများတက်ဆင်ပေးရမယ်။အနီးတော်ဘက်မှာရှိတဲ့ရေတွေကိုညင်ညင်သာသာနဲ့တုပ်ပေးရမယ်။ဒါရမှာကန့်ညီနေတဲ့ဖုံတွေအမိုက်တွေကိုဖယ်ရှားရမယ်။ဒါရပေါ်မှာတခြားပစ္စည်းတွေစိုက်ဝင်နေတဲ့ဖယ်ထုတ်ပြဖို့လိုတယ်။အဲ၆တွေ့ပြီးတော့ပို့တက်ထားတဲ့ပိတ်ပါးဆတော့မဟုတ်အပေါက်ငယ်လေးတွေပါတဲ့ပိတ်ပါးဆအဲ့ဒါရရှိနိုင်တယ်။အဲ့ဒါရရှိဖို့လိုတယ်။အဲတော့မဟုတ်တိုက်ရှင်းပြီးတော့ညဉ့်ညံ့ပျော့ပြောင်းတဲ့လက်ကြိုက်ပေါ်တထင်နဲ့ တန်ရာကိုအုပ်ပေးဖို့လိုတယ်ဒါကတော့နော်တွေးထွက်ဖို့နော်တခြားအပြည့်ရောဂါတွေပိုးမွားတွေမဝင်လာဖို့အတွက်ကာဝေးတာနောက်တကတန်ရာကိုပိတ်စားပပိတ်ပါးစားနဲ့ငဲမြန်စီဖို့အတွက်နော်ပတ်တီးစီပေးရမယ်ကြက်စီးပြီးတော့ဒါရာကိုမလုံရှားနိုင်အောင်ထားရမယ်ဆေးရုံကိုပို့ပြီးတော့လိုအပ်ဒီကိုဆောင်ရွက်ရမယ်လူနာကိုအားပေးနှိမ့်စေရမယ်အဲ့တော့အဲ့လိုဒဏ်ရာရရှိတာကြောင့်မလို့သွေးတွေယူထွက်လာတယ်။သွေးယူထွက်တာကနှမျိုးရှိတယ် 啊，边旅游景点咯，看那个缅甸皮包嘛，旅游穿皮皮包比着，啊，L 皮包的属于哪的？啊，边旅游景点嘞，啊，边旅游景点咯，看那个最卖马戏的、演高跟、舞钢管的、玩花的，那里都，哪里嘛旅游景点，旅游景点咯，看嘞，啊，旅游啦，包比咯安联系的，啊，旅啊边旅游大家不来看哪家？旅游的路啊，属于不离门票，也交完了，也大一的票票，也是哪里？ တွေးခုံနှုံမြန်လာတယ်ဒါပေမဲ့တွေးလို့အပြော့လာတယ်အသက်ရှင်မှုကလည်းအပြော့လာတယ်ဒူနာကလေကိုရှူတွေးပြီးတော့အသက်ပြင်းပြင်းနဲ့ပုတ်ထုတ်တတ်တယ်ချွေးတွေအရင်ထွက်တယ်နောက်ရင်ငတ်တယ်လုံဆောင်အောင်မှာတော့ဗာလဲဆိုတော့နံပါတ်၄ချဲကိုကိုကိုဘေးကျင်းလုံခြုံမှုရှိစေရမယ်ရရှိနိုင်တယ်ဆိုရင်တော့တူးချင်းအကာအကွယ်ပစ္စည်းဝတ်စုံ PPE ကိုတက်ဆင်သုံးပြုပါမယ်ဒူနာကိုတက်တော့တက်တာအနေထားမှာထားရမယ်ဒါလည်းပိုကြည့်ပြီးတော့တန့်စင်တဲ့ပိတ်ပါးစားနဲ့ပုံမှန်ပြတဲ့အတိုင်းဒါရအောင်ဖုံးအုပ်ပါမယ် ကွေးဖက်နဲလာသည့်တိုင်းတို့မဟုတ်ကွေးတွေသွားတဲ့အထိလက်ဖွာနဲ့မြဲမြံစွာတိုက်ရိုက်ဖြစ်ထားမယ်တကယ်လို့ကွေးတွေရာဒီဆက်ပြီးထွက်နေတယ်ဆိုရင်တော့မူလပိတ်ပါးစားအောင်မဖယ်ဘဲနဲ့နောက်ထပ်ပိတ်ပါးစားရင်ထပ်ထပ်ဖြစ်ရမယ်ပါတီကိုမတင်းကျပ်လုံးမနဲ့မြဲမြဲမြံမြံစီးဖို့လိုတယ်ကွေးလာရင်မဖြစ်စေဖို့အတွက်ပြုစုရမယ်လူနာကိုအားပေးနေရမယ်သေယုံကိုအများဆုံးပို့ရမယ်ကွေးထိပ်ပတ်သုံးကြီးကအန္တရာယ်ရှိတယ်။ဒါကြောင့်လဲဆိုတော့ကွေးထိပ်ပတ်သုံးကြီးအပြည့် အာယုကြောတွေကြွက်သားတွေသွေးကြောတွေထိခိုက်ပျက်စီးမှုဖြစ်ပေါ်လာနိုင်တယ်။နောက်ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့အင်္ဂါတွေကသွေးမရရှိတဲ့အတွက်ရှုပ်ထွေးပြီးတော့တခုပြီးတခုဖြစ်ပေါ်လာတယ်။လက်ချောင်းချီရောက်နေဆုံးရှုံးနေတဲ့ဖြစ်ပေါ်လာတယ်။ရမလို့သွေးသိပ်ဖို့အတွက်အရေးကြီးတဲ့ဆောင်ရွက်ချက်ကတော့သွေးထွက်တဲ့နေရာကို မြဲမြံစွာနဲ့ကာလရှည်ကြွာစွာခိအားပေးထားဖို့လိုတယ်။ဒါကတော့အပြင်သွေးယိုခြင်းဖြစ်တာလို့ဘယ်လိုပြုစုရမလဲဆိုတာ။နောက်တစ်ခါအသွင်းသွေးယိုခြင်းရဲ့လက္ခဏာတွေ အတွင်းသွေးရုံချင်းမှာအသေးအမွှားဒဏ်ရာကနေပြီးတော့အသက်အန္တရာယ်ဆိုးရွားရတဲ့အခြေအနေတွေအမျိုးမျိုးရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့အသွေးအပြင်းသွေးရုံဓာတ်ကိုတော့မြင်နိုင်ပေမဲ့အသွေးသွေးကိုထွက်တာကိုမမြင်နိုင်ဘူး။ဥပမာအဖြစ်ပေါင်ရင်းပိုင်းအထက်ပိုင်းမှာရှိတဲ့အပိတ်ဒဏ်ရာရောက်သွေးတလီတာရောက်ဆုံးရှုံးနိုင်တယ်။အသေးဒီတရရွက်ဒီဒဏ်ရာရတဲ့ခါမှာသွေးပမာဏများစွာဆုံးရှုံးနိုင်တဲ့အသက်အန္တရာယ်ထိခိုက်နိုင်တယ်။အဆုံးမှာအသွေးသွေးရုံကြောင့်ဖြစ်တာခါမှာဆိုတော့ချောင်းဆိုးတဲ့အခါမှာသွေးပါပြီးတော့သွေးရောင်ကနေရဲနေမယ်တစ်ခါတစ်ခါမှာ အဆုံလာပြီးပြီလူလာတွေဆောက်6ဟထုတ်လိုက်တိုင်းသွေးပါတတ်တယ်အစာရီတိုင်းရရှိခြင်းကြောင့်သွေးယုံခြင်းမှာအန်လိုက်တဲ့အခါမှာဆိုရင်ကော်ပီကဲလို့ညိုတော့အယောင်ရှိတဲ့သွေးတွေတွေ့ရမယ်ကြောက်ကတ်ပြီးစီလန်းကြောင်းတွေအဲ့ဒီအင်္ဂါတွေမှာသွေးယုံစီမှုဖြစ်တဲ့အခါမှာဆိုရင်စီးမှာသွေးတွေပါလာတတ်တယ်ဦးကောင်းကမတရားရှင်းကလည်းသွေးယုံခြင်းဖြစ်ပေါ်လာတယ်ရမလို့အတွင်းသွေးယုံခြင်းရဲ့ရေဘူးလက္ခဏာတွေကိုသုံးတတ်တဲ့အခါမှာဆိုတော့မဖြစ်လဲဆိုရင်နော်ချောင်းဆိုးတဲ့အခါမှာမိယွန်သွေးတွေပါလာလို့ အမဲရောက်မွေးဒီအာနာတို့ဝမ်းပိုက်ပိုက်နေရအနှဲငယ်မှနေရကြည်ကြပါညိုမဲပြီးရောင်ရဲလာလာတို့ဝမ်းပိုက်တင်းကျပ်လာလာတို့အဲ့ဒါတွေကအသွင်းသွေးရိုးတဲ့လက္ခဏာတွေအဲ့တော့အဲ့လိုဖြစ်ပေါ်လာတဲ့ဒူနာကိုအသွင်းသွေးရိုးခြေအတွက်အရေးပေါ်စောင့်ရှောက်ဖို့လိုတယ်နံပါတ်၁ချက်ကတော့ကိုကိုကိုဘေးကင်းလုံခြုံမှုရှိစေရမယ်နံပါတ်၂ကရရှိနိုင်တယ်ဆိုရင်တူဦးကြီးအကာအကွယ်ပစ္စည်းဝတ်စုံ PPE ကိုတပ်ဆင်အသုံးပြုရမယ်ဒူနာရဲ့အသက်ရှူလမ်းကြောင်းကိုပွင့်စေရမယ် လူနာကိုနှွေးထွေးစာထားရမယ်တွေးလန့်ခြင်းတွေပြုစုဖို့လိုတယ်အများဆုံးဆေးရုံကိုပို့ဖို့လိုတယ်အတွေးတရားတွေကိုသတိကြီးစွာထားဖို့လိုတယ်လူနာကိုညီသည့်အရာမှမတိုက်ကြွရဘူးဘာကြောင့်လဲဆိုတော့ခွဲစိတ်ကုသဖို့လိုအပ်တဲ့ခါပါဆိုရင်မေးစေးပေးဖို့အတွက်လိုအပ်နိုင်တယ်။ဒါကြောင့်အဲ့ဒီမှာမေးစေးပေးတဲ့ခါမှာအစာတွေရှိနေလူနာကနော်ကောင်းကောင်းနဲ့မေးစေးကထိရောက်မှာမဟုတ်ဘူး။ဒါကြောင့်မို့အာအစာမှမတိုက်မကြွေးဖို့လိုတယ်။တတိလိမေမျောတာဒီသွေးလန့်တာတွေအတွက် 黑豹比如伊咯，做哪个阿面头使用不完的，归纳进小批啦。归纳哪咯？归纳发布群里，那龙里对里对焦里，别哪里阿里边，看哪个在酷劲哦，喏哦，熬时间把嘞不要，阿龙那切记别买内幕。好，我嘛阿听说那龙里对焦里阿里边看哪个哦，好，熬时间把嘞不要，切记别买，这龙啊，空格卡内对点出来嘞，出来嘞对里滴。 သွေးကြောတွေကအဆင့်ခန္ဓာကိုယ်တစ်ခုလုံးကိုရောက်တယ်အဲ့ဒီသွေးတွေကအောက်ဆီဂျင်ကိုပယ်ဆောင်သွားတယ်ဒါပေမဲ့အဲ့ဒီသွေးတွေကနော်ခန္ဓာကိုယ်ကိုအောက်ဆီဂျင်တွေသွေးကိုလုံလုံလောက်မဖြစ်ပေးနိုင်တော့တဲ့အခါမှာဆိုတော့သွေးလာရေဖြစ်လာတယ်အသွေးလာရေကဘာရောက်ဖြစ်ပေါ်လာဆိုတော့နှလုံးကနော်ဟိုကိုယ်ခန္ဓာအစိတ်အပိုင်းကိုအနှံ့ပေါ့လေသွေးတွေလုံလုံလောက်မပို့ပေးနိုင်တာတို့နောက်ပြီးသွေးအများကြီးဆုံးရှုံးနေသွေးလည်းမပူစစ်တွေလည်းမသွေးမလုံလောက်တော့တာတို့ဒါမှမဟုတ်သွေးကြောတွေကတိကျဲလုံးနေ သွေးပမာဏသွေးရောဖြည့်ဖို့တည်းမလို့လောက်တော့ဘဲနဲ့သွေးလမ်းမှုတွေဖြစ်ပေါ်လာတယ်။အဲရောမလို့အဲ့ဒါတွေမှာဘယ်အကြောင်းကြောင့်မဆိုခန္ဓာကိုယ်အစိတ်ပိုင်းမှာအောက်ဆီဂျင်မလုံမလောက်မှုဖြစ်ပွားစေနိုင်တယ်။သွေးလမ်းခြင်းကအမျိုးမျိုးရှိနိုင်ပေမဲ့နောက်ဆုံးရလကတော့အရေးပါတဲ့အစိတ်ပိုင်းတွေစုပ်တို့အုံနောက်တို့နှလုံးတို့ကိုသွေးလိုလောက်မရောက်ချင်ခြင်းဖြစ်တယ်။ရောမလို့အဲ့လိုသွေးလမ်းတဲ့အခါမှာလူနာကဘာဖြစ်လာလဲဆိုတော့အသက်ရှူရင်းတိမ်ပြီးတော့မြန်နေမယ်။သွေးခုံတို့မြန်ပြီးတော့အားနေနေမယ်။ အရေပြားဖြော့တော့အေးဆရာဒီချွေးစီတွေပြန်နေမယ်မျက်နှာကဖြူပတ်ဖြူရောဖြစ်နေပြီးတော့နှကန်းတွေခြာတွေနားနားသီးတွေမှာပြာနှမ်းလာတယ်မျက်လုံးကဝေပြီးပြီးတော့မျက်စီတငယ်အေးကျင်နေတတ်တယ်နောက်ကပြုတ်ဓာတ်တွေအာနာတွေဖြစ်လာမယ်မှက်ခီူတွေအာနေဓာတ်ခြားခြားလဲမူးဓာတ်တွေဖြစ်လာတယ်ခန္ဓာမငြိမ်ဖြစ်လာတယ်ခန္ဓာမငြိမ်ဖြစ်လာတယ်ကြောက်လန့်ဓာတ်တွေအထုလူနာတွေမှာဆိုရင်အဲ့ဒီလက္ခဏာတွေကတွဲလာကြီးရဲ့ရှေးဦးလက္ခဏာတွေဖြစ်တယ်ဒါမှမဟုတ်တွဲလာကြီးရဲ့နောက်ပိုင်းအစ်စ် အစ်စ်နေကိုကုစားဖို့အတွက်ကတော့ရှေးဦးတူနာပြူလူကမစွမ်းဆောင်နိုင်ဘူးအဲ့တော့ပုံမတက်ကြွနားလေတဲ့ဆရာဝန်လိုတော့ပုံပုံမျိုးစနစ်ကြပို့ပြီးကြွညင်တဲ့လူရောက်ရှိလာတဲ့အထိလူနာကိုပုံပုံမမဆိုးရမသွားဖို့အတွက်ပဲထိန်းထားဖို့လိုတယ်အဲ့တော့တွေးလမ်းမှုကိုစတင်ဖြစ်ပေါ်မလာဖို့အတွက်လူနာကိုအကဲဖြတ်သုံးသပ်ပြီးတော့ကုသမှုပေးဖို့အတွက်အရေးကြီးတယ်အဲ့တော့တွေးလမ်းမှုအတွက်ဘလို့အရေးပေါ်ပြုစုဆောင်ရမလဲ မမတိချက်ကကိုကိုကိုဘေးကင်းလုံခြုံမှုရှိစေဖို့လိုတယ်။ရရှိနိုင်တဲ့ဆိုရင်တူဦးချင်းအကာအကွယ်ပစ္စည်းဝတ်စုံ PPE တက်စီအသုံးပြုရမယ်။အသက်ရှူလမ်းကြောင်းကိုဖွင့်ထားဖို့လိုတယ်။ပြင်ပကတွေးထက်တဲ့နေရာကိုဓာတ်ရိုက်ဖိထားပြီးတော့နောက်ထပ်တွေးမဆုံးရှုံးစေဖို့အတွက်တားဆီးဖို့လိုတယ်။ခြေလက်တွေကို10မီလီမီတာ20ရာနဲ့30ဒီမြင်ထားဖို့လိုတယ်။ကြောရိုးတွေရင်ပတ်တွေလဲပေးနေဝါပိုက်အောက်ပိုင်းမှာဓာတ်ရည်မရှိမှသာလုံးလုံးဆောင်အောင်မှာဖြစ်တယ်။ အဲဒါရတခုဒါရတွေတခုဖြစ်ပွားလာတယ်ဆိုရင်တော့လူနာကိုပက်လက်လှဲလောင်းထားမယ်လူနာကိုနွေးနွေးထွေးထွေးနဲ့ထားရမယ်ပြီးသားဒါရတွေအတွက်ပြုစုပူဇော်ပေးရမယ်နောက်ပြီးတော့ဆေးရုံကိုချက်ချင်းတည်ယူပို့ဆောင်မှုလို့ရတယ်အဲနှာခေါင်းကနေသွေးကိုစီးတာဖြစ်ပေါ်လာရင်လူနာရဲ့ခေါင်းကိုအရှိ့ကိုအနေငယ်ညှို့ပြီးတော့ခိုင်စေရမယ်မစမအသက်ရှူခိုင်းရမယ်နှာခေါင်းကတပောက်ကိုမြဲမြဲနဲ့ဖိဖိထားဖို့လို့ရတယ်ရေအေးပတ်နဲ့နှာခေါင်းကို10မိနစ်ကဖုတ်ထားရမယ်လူနာကို나이ကျော် အတော်ကြာနှကောင်းမှညှစ်ထုတ်ရေးမပြောင်းမှားကြရမယ်ကြောင်နဲ့ပြရမယ်အဲ့တော့မတော်မဆဖြစ်တာတွေထိခိုက်ရမှုဖြစ်တာတွေအားဆိုရင်ခန္ဓာကိုယ်အတွင်းမှာတွေးလေပတ်မှုအနောက်ရက်ဖြစ်စေတတ်တယ်တွေးလှုပ်ကြောမာကြီးတွေတွေးပြန်ကြောမာကြီးတွေမှာတွေးယူဆိုင်မှုဆက်ဖြစ်ပွားပြီးတော့တွေးယူဆိုင်မှုတွေရတ္တအောင်မပြုလုပ်နိုင်တဲ့ဆိုရင်အဲ့ဒီပုံကပါပေဆုံးနေသည်ဖြစ်ပေါ်နိုင်တယ်ဒါကပါလဲဆိုရင်တွေးလာနာတွေဒါရရတာကြီးတွေဘလို့ကုသပါနောက်တစ်ခုကတော့အပူလောင်နာတွေအပူလောင်တဲ့ခါမှာတော့အပူလောင်နာက မီးတို့အပူပေးထားတဲ့အရေတို့နော်ဂေနွင်းငွေတို့ဒီဓာတုတွေကပစ္စည်းတွေကက်စစ်ဓာတ်အားတွေကြောင့်အပူလောင်တာဖြစ်တယ်။နော်အပူလောင်တဲ့အခါမှာတင့်တော်တဲ့ခြေဥတူနာပြုစုဒီအမျိုးအစားကိုဆုံးဖြတ်တယ်။ဆုံးဖြတ်တဲ့အခါမှာဒဏ်ရာရရှိတဲ့အကြောင်းအရာတွေဖြစ်ပွားတဲ့အတိုင်းအတာပမာဏတွေအပူလောင်တဲ့အဆင့်ကိုထည့်သွင်းစဉ်းစားဖို့လိုတယ်။နော်အပူလောင်ခြင်းကိုရေပူအားဖြင့်အဆင့်သတ်မှတ်တဲ့အခါမှာဆိုရင် အပူလောင်တရားရဲ့အတိတ်အနဲ့နဲ့တေရှုအသားအစာတွေပျက်စီးတဲ့အတိုင်းတာပေါ်မှာမူတည်တယ်။ဗဒမဆင်အပူလောင်တာကတော့အပေါ်ရအေးလွှာပြားလွှာအပေါ်မှာပဲဖြစ်ပေါ်တယ်။အေးပြားကအနီရောင်ရှိပဲအထိမခံနိုင်အောင်နူးညံ့နေတတ်တယ်။အေးကြီးဖူးတွေမရှိပေမဲ့ရောင်ရမ်းမှုဖြစ်ပေါ်နိုင်တယ်။ပြင်းထန်အားဖြင့်တော့အဲ့လောက်လောင်တာကတော့ပြင်းထန်တဲ့အပူလောင်ရမှုလို့သတ်မှတ်ခြင်းမပြုနိုင်ဘူး။ဒုတိယဆင်အပူလောင်တာကတော့အပေါ်ရအေးပြားနဲ့အေးပြားအောက်မှာရှိတဲ့အလွှာတွေပျက်စီးမှုနှစ်ခုစလုံးပါဝင်တယ်။ အရေးပြပါ နီလာတယ်အထိမခံနိုင်အောင်ငူညံနေတယ်နာကျင်လာတယ်နောက်အရေးကြီးမှုတွေတွေ့လာတယ်အဲ့တော့အဲ့လိုဖြစ်တဲ့အပူလောင်မှုမျိုးမှာအေရီယာကြီးကြီးမားမားအပူလောင်ကြမှုမဖြစ်ရင်ဒါမှမဟုတ်လဲဆင့်ပွားယောဂါတွေမဖြစ်ရင်လည်းပြင်းထန်တဲ့အပူလောင်ကြမှုအဆင့်လို့မတတ်မှန်နိုင်ဘူးတတိယဆင့်အပူလောင်ရင်းမှာတော့အရေးပြားလာတခုလုံးပြက်စီးပြီးတော့အရေးပြားအောက်မှာရှိတဲ့ tissue အစာအသားစာတွေပါပြက်စီးစေတဲ့အပူလောင်ရင်းဖြစ်တယ် ရေပြားအမဲရောက်တော့မှအဖြစ်အောင်ဖြစ်နေပြီးတော့ပရေကဲ့သို့မာကြံပြင်းတွဲမှုဖြစ်နေနိုင်တယ်အဲ့ဒီအပူလောင်ရင်းကတော့ပြင်းထန်တဲ့အပူလောင်ရင်းအမျိုးအစားဖြစ်ပေမဲ့အာယုံရောတွေပျက်စီးဆုံးရှုံးတာရောက်နိုင်မှုမခံစားရဘူးအဲတာမန်အပူလောင်လာကတော့နော်ဟိုနေလောင်တာတွေပထမဆုံးအပူလောင်တာတွေပူလောင်တဲ့အရာဝတ္ထုနဲ့အနည်းငယ်အပူလောင်မှုတွေအဲ့ဒီလောင်ကျွမ်းမှုတွေမှာပါဝင်လိုက်ဒါကဘာလဲဆိုတော့နော်အပူလောင်ရင်းအစ်အမျိုးမျိုးကိုပေါ်ပြထားတာအဲ့တော့ ပထမဆုံးအပူတော်ရေးချစ်တော်ပေါ်လာတယ်ဆိုရင်တော့ပြီးတော်ကျွတဲ့နေရာကိုရေပုံပိုင်းအောင်ကောင်းကရေးသဘောရေးအေးကိုအသုံးပြုပြီးရေးဆေးရမယ်အရေးပြားကိုအဝတ်စုနဲ့ဖိကတ်ထားရမယ်ကတ်နေတဲ့အဝတ်စုတွေကိုရေးဆုပ်ဖို့လိုတယ်ပြီးတော်ကျွန်းသားတဲ့ဧရိယာကိုဆေးကြောဖို့လိုတယ် aspirin ibuprofen ဆေးပြားတွေအဲ့ဒါတွေကိုနာကျင်မှုကိုက်ခဲမှုပြတ်တာစီမှုအတွက်ပေးရမယ်ဒါပေမဲ့เนาะဟိုကျမ်းမာရေဆက်ဆက်ဆောက်ရောက်မှုခံယူဖို့တော့မလိုအပ်ဘူးအဲ့တော့ အချင်းနှစ်လက်မှသုံးလက်မှအကျဲတဲ့ညော့နေတဲ့ဒုတိယဆင့်အပူလောင်ခြင်းမှာတော့ခန္ဓာကိုယ်ဘေးကင်းလုံခြုံမှုရှိစေရမယ်တဦးရဲ့အကာအထွယ်ပစ္စည်းဝတ်စုံတည်ပြီးတက်ဆက်အသုံးပြုရမယ်မိလောင်ကြတဲ့နေရာကိုရေအေးနဲ့ဆေးပြီးတော့ဆက်ပြားနဲ့ရေနဲ့ထပ်ပြီးတော့ညင်ညင်လာလာဆေးကြောပေးဖို့လိုတယ်နောက်ပြီးရေနဲ့ထပ်မှဆေးရမယ်အနာကိုပိုးတက်ထားတဲ့ပိတ်ပါစားတဲ့ဖုံးအုပ်ထားရမယ်စီပါတဲ့လိမ့်သေးတွေခက်ကြီးကြီးအရေပြားကိုနူးညံ့စေတဲ့လိမ့်သေးစီတွေဟင်းရွက်အစီကဲတွေ MSE 的、超白的,的, an 的，再加上 A 轮 CY 的哦，蛮多样吧？喏，多的要么比吧？哎，衣服诶，包边的话要看嘛，有些的布料布料的款式难的，啊，一些衣服的嘛包边啊，唔得比比话咩？大概咯，一些衣服的有啥布料款式看下咧，出来咯。因为少项目看衣服多咧，哎，所以话咧，布料的到底一些嘛出来咯？哎，也是就话面料嘛，有体感的那些，那也偏向五六的。 ။ရေပြားညက်တဲ့ပြင်ကမီးတောက်သေးဒါမှမဟုတ်ဓာတုဗေဒဆေးရည်တွေကိုရေနဲ့လောင်းချပြီးတော့ဖယ်ရှားပြရမယ်။အဝိအစားတွေမီးတောက်ကျွန်းတဲ့ခါမှာလူနာကိုလှဲချစေပြီးတော့မီးတောက်တွေကိုရေနဲ့ပတ်ဖြားမှုလို့တဲ့။စောင်းဒါမှမဟုတ်ကုတ်အင်ဂျီနဲ့အင်းတိုက်ချင်းနဲ့ထိတ်တနိုင်လို့မီးလောင်ကျောင်းတဲ့လူနာကိုခင်းချင်းစွာလှိမ့်စေရင်းမြင်လေမီးချင်းတနိုင်တဲ့မီးလောင်ကျတဲ့လူနာကိုမပြေးစေရဘူးပြေးချင်းရပြီမီးတောက်ပြလေပင့်ပေးတယ်လို့ဖြစ်ပြီးတော့ခန္ဓာကိုယ်အပေါ်ပိုင်းတွေမျက်နှာတွေပါမီးလောင်ကျမှုကူးဆက်သွားစေနိုင်တယ် ဒါပေမဲ့ဒုတိယအဆင့်အပူလောင်ခြင်းမှာဒဏ်ရာတွေကြီးမားကျယ်ပြပါရင်ကျမ်းမာရေးဆောင်ရှားမှုလိုအပ်တယ်။ပြင်းထန်တဲ့အပူလောင်မှုဖြစ်ပွားတဲ့အခြေအနေတွေမှာဆိုရင်အသက်ရှူလမ်းကြောင်းတွေတွေးလည်ပတ်မှုစီစဉ်လာတွေတွေးလည်တဲ့လက္ခဏာတွေကိုစစ်ဆေးပြီးတော့မှသိတော်သလိုပြုစုကူတာပေးဖို့လိုတယ်။အဲ့ဒီနောက်ပိုင်းမှာဆိုတော့တခြားကြီးမားတဲ့ဒဏ်ရာတွေကိုဖြာပွေပြီးတော့ပြုစုကူတာပေးဖို့လိုတယ်။အရေးပြားကိုပုံမှန်ရှိရမယ့်အပူချိန်ရောက်အောင်အေးတဲ့အဝစ်စားနဲ့ ညင်ညင်သာသာပတ်ပေးရမယ်။ကျေပြတ်တဲ့ area ပေါ်မှာကြာရှည်စွာအေးအောင်ပြုလုပ်ခြင်းကိုရှောင်ကျင်းရမယ်။ဒါကြောင့်လည်းဆိုတော့အဲ့လိုလုပ်ကြည့်အားဖြင့်ခန္ဓာကိုယ်အပူချိန်ကျဆင်းမှုတွေဖြစ်ပေါ်လာနိုင်တယ်။အဲရရှိတဲ့လူကိုတန့်ရှင်းတဲ့အဝတ်အစားနဲ့အသာအရာရစ်ပတ်ပြီးတော့အရေးပေါ်ကုသတာကိုပို့ဆောင်ပေးဖို့လိုတယ်။မိလောင်ကျွမ်းထားတဲ့အဝတ်အစားတွေဒါပေမဲ့ကန့်ညီနေတဲ့အရာဝတ္ထုတွေကိုမဖယ်ရှားပါနဲ့။ဒါအပြင်မိလောင်ထားတဲ့နေရာပေါ်ကိုအစီပါတဲ့လိမ့်စေးတွေတခြားစေးတွေလည်း တော့လိမ့်ပါနဲ့လူနာစီကနေပြီးတော့လက်စွတ်တင်နိုင်ဒီကိုချွတ်ရမယ်၎င်းကထိခိုက်တယ်ရတဲ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းရောင်းရောင်းလာတဲ့ဆိုရင်အဲ့ဒီနိုင်ဒီလက်စွတ်တွေကကိုယ်လည်းပတ်မှုကိုနှောက်နှေးစေလိုက်တယ်။အင်းထာနဲ့အပူလောင်မှုကြောင့်ခန္ဓာကိုယ်မှာရှိတဲ့အရေးကြီးအရေးတတ်တွေဆုံးရှုံးတာတွေဖြစ်နိုင်တယ်။အဆုတ်ဆိုင်ရာယောဂါတွေထပ်မံတိုးပွားနိုင်တယ်။ယောဂါပုံမှာကူးဆက်ခြင်းစားတဲ့အန်ဒီရီတွေကိုလည်းဖြစ်စေလိုက်တယ်။နောက်ပြင်းထန်တဲ့အပူလောင်မှုအတွက် လောင်ကျွမ်းမှုကိုဥသတဲ့အထူးပစ္စည်းကိရိယာရှိတဲ့ကျမ်းမာရေးဌာနမှာစေကူတာမှုခံယူပါမယ်။၎င်းတွင်မှရှိတဲ့အမွေးလောင်ကျွမ်းမှုရှိပြီးသိရမယ်။မအောင်လဲဆိုတော့အဲ့လိုလောင်ကျင်းအဖြစ်အသက်ရှူလမ်းကြောင်းမှာလောင်ကျွမ်းထားတဲ့လက္ခဏာတွေဖြစ်လာနိုင်တယ်။အသက်ရှူလမ်းကြောင်းရောင်ရမ်းလာတဲ့အတွက်လူနာရဲ့အသက်ရှူခြင်းကိုထိခိုက်စေတယ်။အဲနောက်တစ်ခုကတော့ဓာတုဗေဒပစ္စည်းတွေလောင်ကျွမ်းတာ။အဲဓာတုဗေဒပစ္စည်းတွေမှာပါတဲ့ကိုတိန်တာမှာနော်ဒီသူတို့ရဲ့ရှေးဥသူနာပြုစုခြင်းအတွက်ညွှန်ကြားချက်ပါတယ် ဓာတုပိဒါပစ္စည်းအမျိုးအစားကိုမူတည်ပြီးတော့ဘယ်ပစ္စည်းဆိုရင်ဘလို့ရှင်းဥသူတာပြုရမယ်ဆိုတာကိုညွှန်ကြားချက်တွေပါတယ်အဲအဲ့ဒါကိုနော်အဲ့အဲ့ဒါတိုင်းကိုလိုက်တာကျင်းတော့ကိုလို့တယ်အဲလောင်ကျားသားတဲ့ area ပေါ်ကို ရေအေးတွေအဆက်မပြတ်ကြအောင်ထားရမယ်ချက်ချင်းကူတာမှုကိုပြုလုပ်ပေးရမယ်အဲ့တော့ရေနဲ့ဆေးကြောခြင်းအပြင်အနည်းဆုံး15မိနစ်တော့မဟုတ်ကြီးတဲ့ကြာကြာပို့နော်လုပ်ပေးရမယ်အဲ့တော့ဓာတုပိဒါဆေးရေတရားမျက်စိတွေးဝေလာရင်ဘယ်ရရှိမျက်စိကိုရေအေးနဲ့ဆေးကြောရမယ် ဆေးကြောတဲ့အခါတွေကမျက်စိကိုဖွင့်လားစီရမယ်။တခြားမျက်လုံးတွေကိုရေးများဝင်ရောက်ရေးမပြူအောင်ဦးကောင်းကိုနေရာချထားရမယ်။ဒါလိုမျက်လုံးနှလုံးဖြစ်တဲ့အခါမှာဆိုတော့ဦးကောင်းအနောက်လှန်ပြီးတော့မျက်လုံးနှလုံးပေါ်ရှိရေတွေကိုအဆက်မပြတ်လောင်းချရမယ်။အနည်းဆုံး15မိနစ်ပြုလုပ်ပြီးတော့မှမျက်စိကိုပိုးတက်သားတဲ့အဖို့နဲ့ဖုံးဖို့ပြီးဆေးရုံအရေးပေါ်ပို့တာပေးဖို့လိုတယ်။ဒါတွေကဘာလဲဆိုတော့လောင်ချမှုအမျိုးမျိုးတွေဓာတုဗေဒပစ္စည်းတွေလောင်ရင်ဘယ်လိုဖြစ်မလဲ။နော်အဆိုးရတဲ့အပူလောင်ရင်ဘယ်လိုဖြစ်မလဲဆိုတာကိုပေါ်ပြထားတာ။နောက်ထပ်ကတော့ကျက်စစ်တက်လိုက်တာ။ အဲကျက်စစ်တားလိုက်တွေကတော့နော်ကျက်စစ်တားလိုက်ချင်းကတော့တောတွေမှာတော့အခုနော်အရေးပေါ်ကတော့ဘာဘာဒီမှာကျက်စစ်မှာကောင်းကောင်းမရှိတော့တားလိုက်ကတော့သိတော့ချမ်းတော့မရှိဘူးပေါ့လေအဲဒါကတော့ကိုယ့်အကူဖတ်ကြည့်ပေါ့နော်အခန်းဆက်တွေတားလိုက်တဲ့အကြောင်းကတော့အဲတော့ဘာဘာယူကဘူးမီးတော့ပါကောင်းအောင်မလာတဲ့ကိစ္စလိုက်စရာလားလက်စစ်တော့ပါမီးကောင်းအောင်မလာနော်အဲတော့ကိုယ့်အကူဖတ်ကြနော်ဒါကြီးပေါ့ကြားထားတယ်အဲနောက်တစ်ခုကတော့အပူငုတ်တာတွေအပူဖြတ်ကူတာတွေအပူငုတ်တွေအပူဖြတ်ကူတာတွေကတော့ဒါကဟို အရေးပေါ်ထိခိုက်တန်ရာရရှိတာတဲ့ဒါကဖြားနာတာမျိုးပေါ့လေအဲဒါကလည်းကိုယ့်အကိုဖတ်ဖို့လိုတယ်အပိုင်းဆက်နေတဲ့ကိုယ့်အကိုဖတ်ကြဟုတ်အဲ့တော့အခုအပိုင်းဆက်သုံးကိုအဓိကထားပြီးပြောပြမယ်ရင်းနစ်တာဘာကြောင့်လဲဆိုတော့နော်ဒီတော်ရီတောင်းနေဒီမှာပွားရင်းလာရင်းနဲ့နော်ဒီရဲဘော်တွေရေရေထဲမှာနော်ရေမှုကတည်းကရင်းနစ်တာတွေဖြစ်နိုင်တယ်အဲ့တော့ရင်းနစ်တဲ့ခါမှာဘယ်တော့မှသုံးရင်းနစ်တဲ့လူကိုရေတွေကနေဒီအန်ဒီရဲ့ကျင်းစွာကိုယ်ပေါ်ရောက်ခေါ်ရမယ် ခေါ်ပြီး CPR ဆောင်ရတယ် CPR ဆောင်ရတယ်ဆိုတာကတော့နော်အသက်ရှူလာအောင်ပြန်ပြီးတော့နော်သူ့ကိုလက်နဲ့ဖိဖိပြီးတော့မှနော်နှလုံးကိုပါလှုပ်ရှားအောင်ဆောင်ရပေးတာ CPR လုပ်တာအဲ့တော့ရင်နစ်တဲ့လူကအသက်မရှူဘူးအသက်ရှင်တဲ့လက္ခဏာလည်းမတွေ့လဲဆိုရင် CPR ဆောင်ရမယ်တကယ်လို့လူနာကအသက်ရှူနေပေမဲ့တတိလက်မင်းမျောနေတယ်ဆိုရင်တော့နော်နေသာတဲ့အနေထား recovery position မှာထားရမယ်ရင်နစ်တဲ့လူကိုရှေ့ဥတုနာပြူပါမှာအဓိကထားလို့ဆောင်ရဖို့ကတော့ အဆုတ်အပင်းကိုအောက်ဆီဂျင်ရောက်ရှိနိုင်ရမယ်။ရောက်ကိုလေပင်းကိုထိခိုက်နိုင်ခြင်းရမရှိဘူး။အောက်လုံးဝေးဖို့လို့လေ။သုံးပေါ်တို့ရောက်တဲ့ခါမှာဆိုရင်ရင်းနေတဲ့လူရဲ့အသက်ရှူခြင်းကိုပြန်လည်စမ်းသပ်ဖို့လို့လေ။တကယ်လို့ရင်းနေတဲ့လူကအသက်ရှူပြီးတော့မှသွေးလည်ပတ်မှုရှိနေတယ်ဆိုရင်ကြော်ရိုးဓာတ်ရမရှိဘူးလို့ယူဆတယ်ဆိုရင်တော့ရင်းနေတဲ့လူကိုလေလားကြောင်ရှင်းလင်းစေရတဲ့အန်ထွက်နိုင်ဖို့အတွက်နေသာတဲ့အနေအထားရီကာပါရီပိုဇက်ရှင်အဲ့ဒါတော့ဘာလဲဆိုဘေးဆောင်လှဲပြီးတော့လက်တွေကိုပခုံးမှာဆန့်ထုတ်ပြီးတော့ကွေးထားဖို့လို့လေ။ ဓောင်းနဲ့ခြေတော့ပိုင်းကိုကိုလုံးနဲ့ဓောင်းမှန်ကြကြတစ်ဖက်တည်းကိုဆွဲပြီးတော့စောင်းထားဖို့လိုတယ်။အဲ့တော့ရင်းနေတဲ့လူကိုကိုအပူချိန်ကြဆင်းမှုပို့မှကာကွယ်ဖို့အတွက်ရေဆိုနေတဲ့အဝတ်အစားတွေလဲလှယ်ပြီးတော့နှွေးသွေးတဲ့ဆောင်နဲ့ချုပ်ပြီးထားဖို့လိုတယ်။နောက်ပြီးလိုအပ်တဲ့ဆေးကုသမှုဆက်လက်အဆောင်ရွက်နေပါရင်နဲ့တူနေတာတဲ့အနေထားဒီကပါရီပုံစံချင်းထားရမယ်ရင်နဲ့တူကိုဘွားနေရင်နဲ့တူရဲ့ကိုဘွားက AB ရေဆိုနေတဲ့အဝတ်တွေကိုဖယ်ရှားပြီးတော့ 没追到一半，比前阿病，看那个部件，呃，罗明加成一码，大过一码皮的。<noise>